ဖယတရားတန်ခါဒီသုံးခုဟာတရဏဒါဖြင့်တရဏကမဏဆိုတာဘာလဲတရဏဂုံဆိုတာကြတော့ဘာကိုပြောတာတော့ဆိုအဲ့ဒီဖယတရားတန်ခါတွေကိုယုံကြည်တဲ့စိတ်နဲ့ခုနကဒီအမှန်တရားကိုသိလို့တဲ့စိတ်ကောင်းကျိုးချမ်းသာတွေကိုဖြစ်ပေါ်စေတတ်တဲ့အမှန်တရားကိုသိလို့တဲ့စိတ်နဲ့ကိုးကွယ်တာဆိုလိုတာက ဘုရားတရားတန်ခါကိုကိုယ်ကိုယ်စိတ်ကပ်လို့တဲ့တရားတွေပြတ်ထန်းတဲ့စိတ်တုပ်ပတ်ကိုတရဏခမနာတရဏဂုံလို့ခေါ်တာအဲ့တော့တရဏဂုံဆိုတာယုံကြည်ခြင်းနဲ့ကိုယ်ကိုယ်တဲ့စိတ်ဘုရားတရားတန်ခါပေါ်မှာယုံကြည်တဲ့စိတ်ကိုတရဏဂုံလို့ခေါ်တယ်လို့ဒီလိုမှတ်တရဏခမနာဟောနောက်တစ်ခုကဘာသိရမလို့ဆိုလို့ရှင်အဲ့ဒီတရဏဂုံကိုကိုယ်ဝယ်စိတ်ကတဲ့ပုဂ္ဂိုလ်じゃတော့တရဏဂတ္တ တရဏဂုံကိုကိုယ်ွယ်စိတ်ကတ်တဲ့ပုဂ္ဂိုလ်အဲ့ဒီစိတ်ထရှိတဲ့ပုဂ္ဂိုလ်ဘုရားတရားတန်ခါကိုယုံကြည်ပြီးတော့ကိုယ်ွယ်စိတ်ကတ်တဲ့ပုဂ္ဂိုလ်ကြတော့တရဏကတ္တ။ဟောတရဏယေတရဏခမနာယေတရဏကတ္တယေကိုယ်ွယ်စိတ်ကတ်သူသုံးခုအဲ့ဒီမှာတရဏကိုယ်ွယ်မှုတရဏဂုံဟာဘယ်နှမျိုးရှိတုံဆိုလို့ရှိရင် လောကိယတရဏဂုံနဲ့လောကုတ္တရတရဏဂုံလို့အခြေခံအပြည့်ဒီလိုနှစ်မျိုးမှလောကိယတရဏဂုံဆိုတာဒီအနေနဲ့ဖျားပေါ်မှာယုံကြည်တဲ့တတ္ထာအဲ့ဒီယုံကြည်မှုကိုအခြေခံတဲ့တမ္မာဒိဋ္ဌိတတ္ထာနဲ့တမ္မာဒိဋ္ဌိတတ္ထာရဲ့တတ္ထာကိုအခြေခံတဲ့တမ္မာဒိဋ္ဌိရဲ့အဲ့ဒါကို ဒါလောကိယတရဏကမနာလို့ခေါ်တယ်လောကုတ္တရကျတော့သစ္စာလေးပါးကို မြင်သွားပြီဖရာတရားတန်ခါပေါ်မှာဘယ်တော့မှမပြောင်းလဲတဲ့ယုံကြည်ကိုးကွယ်မှုကိုဒါလောကုတ္တရာတရဏဂုံလို့ခေါ်တယ်နော်လောကုတ္တရာတရဏဂုံလို့ခေါ်တယ်အဲ့ဒီမှာလောကီတရဏဂုံလောကုတ္တရာတရဏဂုံဆိုတဲ့အထက်မှာလောကီ ဒီနဂုတ္တရာတရဏဂုံဆိုတော့ခိုင်မြဲသွားပြီပေါ့တကယ်ကိုဓမ္မစကုတရားမျက်စိရသွားတဲ့ပုဂ္ဂိုလ်တွေသောတာပန်သဂရဂနာယန္တာဖြစ်သွားပြီဆိုလို့ရှိရင်ဘယ်တော့မှမပြောင်းလဲတဲ့ပုဂ္ဂိုလ်ဒီပုထုဇဉ်နေလောကီတရဏဂုံဆိုတာကတော့ပြောင်းလဲနိုင်တယ်အခုဘုရားဝါဒဖြစ်ပေမဲ့တောကြားတခြားဘာသာဝင်ဖြစ်ခြင်းဖြစ်သွားနိုင်တယ်နော်ယုံကြည်ချက်တွေဟာပြောင်းလဲနိုင်တယ်ကိုယ်ွယ်မှုတွေလည်းပြောင်းလဲနိုင်တယ်ပေါ့အဲ့ဒီမှာ တရဏဂုံအမျိုးအစားနဲ့ပတ်သက်ပြီးတော့မှတ်သားဖို့ရှိတယ်တရဏဂုံတီဖို့ဆိုတာတရဏဂုံအမျိုးအစား၄မျိုးရှိတယ်တဲ့ပါဠိလိုနံပါတ်၁ကအတ္တတန်နိယတနာအတ္တတန်နိယတနာဆိုတာမိမိကိုယ်ကိုဖရာတရားတန်ခါတို့အနှင်းခြင်းအာအတ္တနာဗုဒ္ဓသနေယတေမိငါရဲ့ဘဝ ငါခန္ဓာကိုယ်ဖရာအအနှင်းပါတယ်လို့ဆိုရင် အတ္တတဏိယတနာကိုကိုကိုအနှင်းပြီးတော့ကိုးွယ်တဲ့တရဏဂုံကို အတ္တတဏိယတနာတရဏဂုံလို့ခေါ်တယ်နောက်တစ်ခုကတပ္ပရာယနာတာပါဠိလိုတပ္ပရာယနာတာပရာယနာဆိုတာလဲလျောင်းရလဲလျောင်းရဆိုတာဖရာမှာတပါအကိုရမရှိဘူးဖရာကိုပဲအကိုပါတယ်လို့ အဟံဗုဒ္ဓပရာယနောငါသည်ဖျားပေါ်မှာသာအာကိုတယ်တခြားကိုအာမကိုဘူးဓမ္မပရာယနောတရားသာလဲအာကိုရရှိတယ်တခြားကိုအာမကိုဘူးတန်ခပရာယနောတန်ခသာလဲအာကိုရရှိတယ်တခြားကိုအာမကိုဘူးလို့ဒီလိုစောင့်တည်တဲ့တရဏဂုံကြတော့တပ်ပရာယနာတာလို့ခေါ်တယ်နောက်တစ်ခုကတိတ်တဘာဝုပကမခမဏတိတ်တဆိုတာတပည့် ဘာဝဆိုတာအဖြစ်ဥပကမ္မနာဆိုတာကဲ့ရောက်ခြင်းတပိခံခြင်းလို့ပြောတာနော်ဖရာရဲ့တပိဘုသူ့ရဲ့တပိတုံးဆိုဖရာတပိဓမ္မဗုဒ္ဓရဲ့တပိဓမ္မရဲ့တပိသံဃာရဲ့တပိဆိုပြီးတော့တပိအဖြစ်ခံယူတာအဲ့တော့ဗုဒ္ဓရဲ့တပိအဖြစ်ခံယူလိုက်တာဒါတိတ်တဘာဥပကမ္မနာတရဏဂုံလို့ခေါ်တယ်ဒီတရဏဂုံကိုဘုသူစောင့်တည်ခဲ့တာတုံးလို့ဆိုလို့ရှိရင် ရှင်မဟာကတ္တဝလို့နောက်ပိုင်းမှာထင်ရှားကြောကြတဲ့ပိပ္ပလိပုံနာတထေးကြီးကတိတ်တဘာဥပကမနာတရဏဂုံကိုစောက်တည်ခဲ့တာသူကအဟံဗုဒ္ဓတအန်တေဝတိကောငါဖရာရဲ့တပည့်ပဲဘုသူရဲ့တပည့်မှမခံဘူးငါဆရာဖရာပဲလို့ဒီလိုလက်ခံနောက်တစ်ခုကြတော့ နောက်ဆုံးတစ်ခုကြတော့ပฏิပါဒပฏิပါဒဆိုတာလက်အုပ်ချီတာတို့ရှ िख ိုးတာတို့အယုသိပေးတာတို့ဘုရားမဘယ်ဖရားကမှလက်အုပ်ချီခြင်းအယုသိပေးခြင်းရှ िख ိုးခြင်းဆိုတာမလုပ်ဘူးဒီဗုဒ္ဓဓမ္မတန်ခါကိုသာလည်းလက်အုပ်ချီခြင်းအယုသိပေးခြင်းရှ िख ိုးခြင်းလုပ်မယ်လို့ကိုယ်စိတ်ကိုဆုံးဖြတ်ထားပြီးတော့ကိုယ်ွယ်တာယုသိပေးတာဒါပฏิပါဒလို့ခေါ်တယ် အဲ့ဒီလိုပဏိပါဒလုံးတဲ့အခါမှာအမျိုးမျိုးရှိသေးတယ်တရဏဂုံတီမတီဆိုတာနဲ့ပတ်သက်ပြီးပြောမယ်ဆိုလို့ရှိရင်ဖះကိုယုံကြည်ကိုးကွယ်တယ်ဆိုတဲ့နေရာမှာလတ်လပါလိုခြင်းလို့ဖះကိုကိုးကွယ်တာလားဆရာသမားဖြစ်လို့ဖះကိုကိုးကွယ်တာလားဆွေမျိုးတော်လို့ဖះကိုကိုးကွယ်တာလား အေးမကိုးကွယ်ဘူးဆိုရင်ပတ်ဝန်းကျင်ကကိုယ့်ကဲ့ရဲ့ရှုပ်ချမှာမို့ကြောက်လို့ကိုးကွယ်တာလားဟောဒီလိုရှိတယ်အကယ်၍အဲ့ဒီလိုမဟုတ်ဘဲနဲ့မြတ်စွာဘုရားရဲ့ခုံတော်တွေကိုသိပြီးဩတကယ်မြင့်မြတ်တဲ့ပုဂ္ဂိုလ်ပါပဲဆိုတဲ့ရည်ရွယ်ချက်နဲ့ကိုးကွယ်မှတရဏဂုံတည်တယ်တဲ့နော်တရဏဂုံယူပြီမဲ့လို့ယူတိုင်းမတည်ဘူးလို့ဆိုတာဒက္ခိနေယတကယ်ကိုမြင့်မြတ်တဲ့ပုဂ္ဂိုလ်တူအနေနဲ့ ကိုးခွေမှတရဏဂုံတီးတယ်။အေးဖះငါဆွေမျိုးပဲဆိုပြီးတော့ဆွေမျိုးကိုချစ်တဲ့စိတ်နဲ့ဖះကိုရှ िख ိုးလို့ရှင်ဒါတရဏဂုံမဟုတ်ဘူး။ကိုအမျိုးကိုကဘာမသိညာမသိဒီဖះပဲကိုးခွေတယ်ဆိုတော့အမျိုးရိုးလိုက်မိရိုးဖလာပေါ့။အဲ့လိုမိရိုးဖလာကိုးခွေရင်လည်းပဲတရဏဂုံအစစ်မရဘူး။ ညာတိကုလအာစာရဆရာအနေနဲ့ကိုးကွယ်လို့ရှိရင်လည်းပဲဟုတ်လားအာစရိယအနေနဲ့ကိုးကွယ်လို့ရှိရင်လည်းမရဘူးဘယကြောက်လို့မကိုးကွယ်ရင်မင်းကိုးကွယ်ရမယ်မကိုးကွယ်ရင်မလုပ်မယ်ညာလုပ်မယ်ဆိုရင်ကြောက်လို့ကိုးကွယ်တာဆိုရင်လည်းပဲတရဏကုမတည်ဘူးတဲ့ဒါကြောင့်မို့ပဏိပါဒဆိုတဲ့ဒီကိုကိုကိုအလေးအမြတ် လက်ဥချီခြင်းရှ िख ိုးခြင်းဆိုတဲ့ဒီအမှုတွေကိုပြုတယ်လို့ဆိုတဲ့နေရာမှာမြင့်မြတ်တဲ့ပုဂ္ဂိုလ်တူဦးအနေနဲ့လုံမှတရဏဂုံတရားရောက်တယ်လို့ဒီလိုစာပေကျမ်းမှာဆိုထားတယ်တခါအဲ့ဒီတရဏဂုံနဲ့ပတ်သက်ပြီးတော့မှတ်เสียနော်အဲ့ဒီလောကီတရဏဂုံဟာ ီဆုံဆုံဖြစ်ဖို့အတွက်လိုအပ်တာတွေရှိတယ်။မပြည့်မစုံတဲ့ဟိုပဏိပါဒတရဏဂုံဟာတရဏဂုံပြီးပြီးပြင်းပြင်းမဖြစ်ဖို့ရတဲ့အကြောင်းတရားတွေရှိတယ်။တရဏဂုံရဲ့အရှိန်အဝါကိုကြာဆင်းစေတတ်တဲ့အကြောင်းသုံးမျိုးကဘာလို့ဆိုအညာနာနားမလဲတာဟာတစ်ခုမသိဘူးဘယ်လိုကိုးဝယ်ရမလဲဆိုတာမသိဘူးနော် တန်တရဟောမဟုတ်ကလားဖះဆိုတော့ဟောမဟုတ်ကလားဆိုရဲမယုံတယုံနဲ့ကိုကိုရာနောက်တစ်ခုကမိစ္ဆာညာနာမှားရွဲ့တဲ့အတွေ့အအမြင်တွေနဲ့ကိုကိုရာအဲ့ဒါဆိုလို့ရှိရင်ဒီတရဏဂုဟာယော့နေပြီးတော့သွားလိုက်မယ်ဒါကြောင့်မို့အတိညာလည်းရှိရမယ်တန်တရာလည်းခင်းရမယ်မှန်ကန်တဲ့ညာအမြင်နဲ့ပြည့်စုံရမယ်မှန်မှန်ကန်ကန်မြင်နိုင်ရမယ်လို့ဒီလိုဆိုတာ အဲ့ဒီတရဏဂုံဟာဘယ်လိုခါမှပြတ်တတ်တယ်လဲတရဏဂုံတချို့မေးလေးရှိတယ်တရဏဂုံပြတ်သလားမပြတ်ဘူးလားနတ်ရှစ်ခိုးရင်ရောတရဏဂုံပြတ်သလားမပြတ်အဲ့တော့ရှစ်ခိုးတယ်ဆိုတဲ့နေရာမှာကိုးကွယ်လို့ရှစ်ခိုးတာလားသို့မဟုတ်ကြောက်လို့ရှစ်ခိုးတာလားရွယ်ချက်ရှိသေးတယ်ပေါ့ဟာနတ်ဟာလောကမှာအမြတ်ဆုံးပဲသူ့ရဲ့မြတ်တာမရှိဘူးတကိုးကြီးတယ်ဆိုပြီးတော့ နတ်ကိုရှ िख ိုးတယ်တကူးချီးလို့အရာရာကိုသိနိုင်တဲ့အနေနဲ့ကိုယ်ပဲပြီးတော့နတ်ကိုရှ िख ိုးမယ်သို့မဟုတ်တခြားဘာသာဆရာဘာသာခိုင်းကိုရှ िख ိုးမယ်အဲ့ဒီလိုရည်ရွယ်ချက်တင်နဲ့ရှ िख ိုးမယ်အမှန်တရားကိုသိတယ်ဒီဘာသာမှာမှန်ကန်တယ်ဆိုတဲ့အနေနဲ့ရှ िख ိုးရင်တော့ဒါတရဏဂုံပြတ်တယ်အဲ့ဒါတရဏဂုံပြတ်တယ်အဲ့ဒီတရဏဂုံပြတ်မှုဟာအပြစ်လဲရှိတယ်ပေါ့ အပြင်လဲရှိတယ်လို့ဒီလိုဆိုတယ်။ဟောအဲတရဏဂုံကဘယ်ချိန်မှာ ပြတ်တတ်သေးသလဲလို့ဆိုလို့ရှိရင်ဘုရဘသာဝင်နေတရဏဂုံတော့အောက်တည်ထားတဲ့အသက်ရှိတယ်။သို့သောသေသွားပြီဆိုလို့ရှိရင်တော့တရဏဂုံပြတ်တယ်အဲ့ဒါ။အဲ့ဒီပြတ်မှုကတော့အပြစ်မရှိဘူးသေသွားလို့ပြတ်တာကို။ဘာဖြစ်လို့ပြတ်တယ်လို့ပြောတာတော့ဆိုဘုရားကုံတရားကုံသံဃာကုံသိနိုင်တဲ့စိတ်မှရှိမှဖြစ်လို့ တရဏကမနာဆိုတဲ့စိတ်တို့ပါမရှိတော့မရှိသည့်အတွက်ကြောင့်သိလို့ရှိရင်တရဏဂုံပြတ်တယ်။ဒါကြောင့်မို့လို့ဗမာပြည်မှာတရဏဂုံတင်နေတင်နေဆိုတဲ့အယူဆတစ်ခုထပ်ပေါ်လာတယ်။တရဏဂုံကပြတ်သွားလို့ပြန်တင်ပေးတယ်ဆိုသို့တော့သိတဲ့အပေါ်မှာ လူသေးကောင်းကြီးကိုတရဏဂုံတင်လို့ရတော့မရဘူး။သူစောင့်တည်ထားတဲ့တရဏဂုံဟာသူသေးသွားရင် ပြတ်သွားပြီမရှိတော့ဘူး။ဒီလိုဆိုလို့ အဲ့တော့ဘေးကလူတွေကသာတရဏဂုံတင်တာအဲ့ပြက်သွားတယ်ဆိုတာကိုအကြောင်းပြုပြီးတော့လှုပ်ကြပုံရတယ်တရဏဂုံတင်တယ်လို့ဆိုတာအမှန်ကတော့ဖြစ်တင်တာတရဏဂုံတင်တယ်ဆိုတာတေတဲ့လူကိုတင်တာမဟုတ်ဘူးသူ့အတွက်ရည်စူးပြီးတော့ကုသိုလ်ကောင်းမှု ပြုဖို့အတွက်ကြံရင်တဲ့ပုဂ္ဂိုလ်တွေကတရဏဂုံဆောက်တည်တယ်၅ပါးသီလခံယူတယ်ပြီးတဲ့အခါအမြတမ်းပေးဝေတယ်ဒါပဲဖြစ်ရမယ် အဲ့ဒါမှမှန်ကန်တဲ့လမ်းကြောင်းလို့ဒီလိုပြောရအောင်အဲသေရင်တရဏဂုံပြတ်တယ်သို့တော့အပြစ်ရှိလားဆိုမရှိဘူးလို့ဒီလိုပြောဟောအပြစ်မရှိတဲ့ဟာအကျိုးလည်းမပေးဘူးအဲ့ဒီပြတ်သွားတာအပြစ်မရှိသေးတဲ့အတွက်ကြောင့်မကောင်းကျိုးမပေးနိုင်ဘူးခုနကမကောင်းကျိုးကိုပေးနိုင်တရဏဂုံတခြားဘာသာကိုပြောင်းပြီးတော့ကိုးွယ်လို့ဆိုလို့ရှိရင်တော့အပြစ်ရှိတယ်ပြက်လဲပြက်တယ်လို့ဒီလိုပြောရအောင် ဒါတရဏဂုံနဲ့ပတ်သက်ပြီးတော့မှတ်เสียရလေးတရဏဂုံပြက်မပြက်ကောင်းပြီတရဏဂုံကိုးွယ်ထားတဲ့ပုဂ္ဂိုလ်ဟာတရဏဂုံကိုစိတ်ကတ်ထားတဲ့ပုဂ္ဂိုလ်ဖရာတရားတန်ခါယရဏသုံးပါးလို့ဆိုရဲတရဏကိုကိုးွယ်စိတ်ကတ်တဲ့ဥပတ္တကဥပတိကမအမျိုးသားအမျိုးသမီးတရဏဂုံကိုးွယ်တဲ့ အကျိုးကျေးဇူးဟာအလွန်ကြီးမားတယ်လို့ပြောတယ်။ဘာဖြစ်လို့တုံးဆိုလို့ရှိရင်မြတ်စွာဘုရားဟာတကယ်ကိုမှန်ကန်တဲ့တရားကိုဟောတယ်။တရားကလည်းပဲတကယ်ကဲတင်နိုင်တယ်။တန်ခါကလည်းပဲတကယ်အာယုပြုလို့ရှိရင်အကျိုးကျေးဇူးတွေဖြစ်ပေါ်စေနိုင်တယ်။ဒါကြောင့်မို့လို့ဖရတရားတန်ခါကိုကိုးကွယ်စိတ်ကပ်လို့ရှိရင်တဲ့မြတ်စွာဘုရားရေကေစီဗုဒ္ဓံတရဏံကတာတိနတ်တိခမိတ်တန်တိအပါယပုမေ အပေမကြဘူးလို့ကိုဟောတာနော်တရဏဂုံတည့်ရဲ့နဲ့တရဏဂုံရှိကတ်တဲ့ပုဂ္ဂိုလ်ဟာအပေမကြဘူးဆိုတီယိုနိုင်ငံမှာဖြစ်ခဲ့တဲ့ဝတ္ထုလေးတစ်ခုကိုကြည့်တီယိုနိုင်ငံမှာတကားတဦးကဘုရားဘာသာမဟုတ်ဘူးသူကအသက်မွေးဝမ်းကြောင်းမပါလို့လဲလို့ဆိုလို့ရှိရင်တက္ကသိုလ်ငန်းနဲ့အသက်မွေးတယ်ပေါ့ ခုခေတ်တော့နားထောင်ကောင်းခေါ်တယ်ရေလုံသားတဲ့နော်ရေလုံငန်းနဲ့အသက်မွေးတယ်ပေါ့အဲဒီတေကနီးချတဲ့အခါကျတော့ကိုလို့ရတဲ့ဟာကိုအာယုန်ထဲမှာလားထင်တာပဲဒါသဘာဝပဲကိုဘာတွေလုပ်ခဲ့တယ်ဆိုတာကိုအရေးမဲကြီးလို့တေကနီးချလာပြီးတော့စိတ်ထဲမှာလွှမ်းမိုးနေမှာပဲအဲသူလည်းတေကနီးချတော့သူလှုပ်လာခဲ့တာငါးရီဖန်သတ် ရောင်ချဒီလိုလှုပ်လာတာဆိုတော့အဲ့ဒီအကုသိုလ်တွေကအိပ်မဲကြီးလိုလာပြီးတော့လွှမ်းမိုးထားပြီတေလို့ရှင်ငရဲကြမှာတေချာနေအဲ့ဒီအချိန်မှာယဟန္တာကြီးတစ်ပါးကဆွမ်းခံရင်းနဲ့အဲ့တကကြီးတေအံမူးမူးဖြစ်နေတော့တနာလို့ဆုံပြီးတော့ကြွသွားကြွသွားပြီးတော့သူ့ကိုအာပေစကားပြောပြီးတော့အကုရဲ့မဲ့ဖြစ်နေတဲ့အချိန်လေးမှာ ဟင်းဘဝကူကောင်းအောင်ငါချပေးတာလေးလိုက်စုံမလားဆိုပြီးတော့ဗုဒ္ဓံသရဏကိစ္ဆာမိဓမ္မံသရဏကိစ္ဆာမိသံဃံသရဏကိစ္ဆာမိဆိုတာချပေးတာလိုက်စုံလိုက်တယ်သံဃံသရဏကိစ္ဆာမိလည်းဆိုလိုက်အောင်မေးကပြုတ်ကျသွားပြီရှာကလေးသွားတော့မဆိုနိုင်တော့ဘူးငါးပါးသိလားအဲ့ဒါလို့ဆိုရင်နဲ့စိတ်ထဲမှာအာကိုးသွားတယ်သူစိတ်ထဲမှာဒီဗုဒ္ဓံသရဏကိစ္ဆာမိကိုအာကိုးပြီးတော့တည်သွားတော့ဘာဖြစ်တုံဆိုငရဲကလွတ်ပြီးတော့သူက ငရဲမရောက်တော့ဘဲနဲ့ဘုံမဆုနဲ့သွားဖြစ်တယ်။နတ်ဆိုတာလူလိုမွေးနေရတာမဟုတ်ဘွားကနဲ့သွားဖြစ်တာ။အဲ့တော့ညကြတော့အဲ့ဒီရဟနာကြီးစီလာတယ်တဲ့အရှင်ဘုရားတဲ့သူဘုံမဆုနဲ့ဖြစ်တဲ့အကြောင်းပြောတယ်။ရှင်ဘုရားကငါးပါးတိလသာဆက်ချပေးလိုက်မယ်ဆိုရင်တပည့်တော်ဟာအထက်နတ်ပြည်တော်ရောက်မှာအခုတော့ရှင်ဘုရားကတန်ခံတရဏံကိစ္ဆာမိရင်ဆုံးသက်သွားတာဆိုတော့ ရဟန္တာကြီးကပြောတယ်မင်းမှမဆိုနိုင်တော့တာတဲ့ငါကတော့ချပေးပါတယ်မင်းမဆိုနိုင်တော့ဘူးအဲ့ဒါဒိဂန်ဒီမှာကဲတင်လိုက်တဲ့ချက်ဒီလိုကိုကဲနိုင်တယ်လို့ဆိုတာဒါတရားဓမ္မဟာဒီလိုကဲတင်နိုင်တယ်ဒါကြောင့်ဟိုတရဏလို့ခေါ်တာအဲ့ဒါလိုကဲတင်ခဲ့တဲ့ဝိထုဇာလန်းတွေဟာအများကြီးရှိတာပေါ့ဧကမီဖယားတရားတန်ခါယရဏသုံးပါးကို ိုးခွဲရအဖြစ်ကိုးခွဲတဲ့ပုံကိုယ်ကြီးအမျိုးသားတွေကြတော့ဥပတကာလို့ခေါ်တယ်ဥပတကာလို့ခေါ်တယ်အမျိုးသမီးတွေကြတော့ဥပတိကာလို့ခေါ်တယ်ဗမာပြည်ကထုံးစံအတိုင်းမဆိုတာလေးထက်ခေါ်တယ်ဥပတိကာမဒါယေကာဒါယိကာမမလို့ခေါ်တာတိဘက်လူမျိုးတွေရဲ့ထုံးတန်းစင်လာပဲဗမာတွေကလည်းတိဘက်တို့ဗာမင်းအနယ်တွေဆိုတော့မထက်ခေါ်လို့ရှိတယ်နော်ဒါယေကာဒါယိကာမဟောမလေးပါနောက်က ဥပါဒကဥပါဒိကမအဲ့ဒါတိဘက်ဘာသာစကားမှလည်းအဲ့တိုင်ပဲနောက်ကမပါတယ်အလုံးကြားဘူးရမို့လားဗမာလူမျိုးတွေရဲ့ဘယ်ဘယ်လူမျိုးကဗမာလူမျိုးတွေဆင်းသက်လာတယ်ဆိုတာတိဘက်တို့ဗာမင်းကနေဆက်စည်းသက်လာတယ်ဆိုတာသမိုင်းကြောင်းဖတ်တဲ့လူတွေသိမှာပေါ့နော်အေးအဲ့လိုဥပါဒကဥပါဒိကမဖြစ်လာလို့ရှိရင်ပြည့်စုံရမယ်လိုက်နိုင်ရမယ်ဟာဘာလဲလို့ဆိုငါးပါးသိလား ငါဘာသီလလုံရမယ်တဲ့ဒါဗုဒ္ဓဘာသာဝင်နေအနေနဲ့ငါဘာသီလလုံရငါဘာသီလလုံမတဲ့ပြည့်စုံတဲ့ဘုရားရဲ့ကိုယ်ခွင့်မှုပြည့်ပြည့်စုံစုံ ဖြစ်နိုင်မယ်တဲ့ပြီးတော့ငါဘာသီလလုံယုံနေမကဘူးဘုရားကိုကိုယ်ခွင့်တဲ့အမျိုးသားအမျိုးသမီးတွေဟာရှိရမယ့်အင်္ဂါရက်တွေရှိသေးတယ်အဲ့ဒါတွေရှိပြီဆိုလို့ရှိရင်ဒါ ပြီးပြည့်စုံတယ်ပေါ့ယရနာလို့ခေါ်နိုင်တယ်ယရနာဝင် ဖြစ်သွားဥပဒကယရနာဥပတိကယရနာယရနာစံဝင်ယရနာအမျိုးသားအမျိုးသမီးဖြစ်ဖို့ရအတွက်ဘာတွေလိုအပ်လဲလို့ဆိုလို့ရှိရင်နံပါတ်၁ကဘုရားရဲ့ခုံကိုယုံကြည်ခြင်းဆိုတဲ့တတ်တာရှိရနံပါတ်၂က၅ပါးသီလဆိုတဲ့သီလကိုချင်းတရားရှိရနံပါတ်၃ကဘာလဲလို့ဆိုရင် လောကီမင်္ဂလာတွေကိုမယုံအောင်ကောတုဟလမင်္ဂလာလို့ခေါ်တယ်လောကီမင်္ဂလာတွေကိုမယုံမဲနဲ့ကံကိုပဲယုံရမယ်လောကီမင်္ဂလာဆိုတာသိလားအခုကလူတွေပြောနေကြတာရှိတယ်လေဟေးပန်းသီးဖះတင်လို့ရှင်ပန်းတတ်တယ်တဲ့မတင်ဘူးကြာပန်းလူလို့ကြာတယ်ပေါ့မြဲမြဲမအောင်ဘူးလို့အဲ့ဒါတွေဟာလောကီမင်္ဂလာတွေခေါ်တယ်နော်လောကီမင်္ဂလာတွေခေါ်တယ် အဲ့ဒါမျိုးတွေကိုမယုံရဘူးတဲ့မြန်မြန်ကြီးပွားကြလို့နေချင်းညာချင်းကြီးပွားကြလို့ခြင်းမင်ဆိုင်တဲ့အကြံအောင်အောင်လို့ဂျန်ဆိုင်တဲ့နော်လေအဲ့ဒီလူဟာတွေကိုယုံကြည်နေမယ်ဆိုလို့ရှိရင် ဥပဒကပြပိသားသာဥပဒကဥပဒကယေရနာ တော်ဝင်ဥပဒကမဖြစ်ဘူးတဲ့ကံကိုပဲယုံကြည်ရမယ်ကိုလုံးထာကောင်းတဲ့ကံလားကုသိုလ်လားအကုသိုလ်လားဒါပဲသိရမယ် အဲ့ဒီမင်္ဂလာတွေကိုဂတုဟလမင်္ဂလာလို့ခေါ်တယ်ဟိုလူကပြောလိုက်ဒီလူကပြောလိုက်ဟုံနှုံတို့ဒီဟာဟုံနှုံတို့အေးဘုရားဘာသာဝင်တွေတချို့များကြီးသေးတယ်နော် ကြီးပွားခြင်းတော့မလုပ်တော့ဆိုကြီးကိုကြီးသွားပြီးဗီးပတိဆက်ရတာနဲ့တေးသေးစရင်တေးမှဆုလို့လားမသိဘူးနော်အဲ့တော့ကြီးကိုကြီးတို့ဘာတို့ညာတို့နဲ့အဲ့ဒီမှာအဲဆွဲတော်တောင်မှပဲလေးစုတရက်တည်းဖူးရင်ဘာဖြစ်မယ်ညာဖြစ်မယ်နော် အမျိုးကိုဆုံးနေတာပဲကြိုက်သီးရောလဲကိုးကောက်တက်ရင်သုံးကောက်တက်ရင်တချမ်းသာတယ်တဲ့ဟောအထမ်းသမားတွေကိုးကောက်ပဲကတော့မှာနော်ကိုလည်းထမ်းနေရတော့မှသူတို့အများရန်ထမ်းနေမှာအဲ့ဒါလို့တောင်မစင်စားနိုင်အောင်ဖြစ်နေကြတယ်ဒါတွေကအဓိကမဟုတ်ဘူးဆိုတာဟိုဒါလက်တွေ့မကြတာတွေကိုလောကလူတွေကယုံကြတယ်အဲ့ဒါတွေကိုမယုံဘူးကအမှန်တမ်းအရေးကြီးတယ် ဟောနောက်တစ်ခုကဘာတော့ဆိုလို့ရှိရင်ကုသကောင်မှုလုတ်ပြီတကယ်ကိုကောင်းကျိုးချမ်းသာရဖို့လုတ်ပြီဆိုရင်ဘုရားသာသနာကိုပဲလှုပ်တယ်လှုပ်ပြီဆိုလဲဒီသာသနာကိုပဲဥတည်တယ်ဂျန်တဲ့နေရာမလှုပ်ဘူးလို့ပြောတာမဟုတ်ဘူးအဓိကထားပြီးတော့လှုပ်တယ်အဲ့ဒါဆိုလို့ရှိရင်ဒါဘုရားရဲ့တပြည့်ဥပဒကဥပတိကမှတောင်းဝင်ယရနာတွေဖြစ်လာနိုင်တယ်တဲ့ ကောင်းပြီ၅ဘာသီလလည်းပြည့်စုံတယ်အခုလိုတော်ဝင်ဖြစ်စင်နိုင်တဲ့အင်္ဂါရတ္တိနဲ့လည်းပြည့်စုံတယ်ဘုရားဘာသာဝင်နေအယောင်းဝယ်မလောက်ရတာ၅မျိုးရှိတယ်ဒါမြတ်စွာဘုရားလွန်ခဲ့တဲ့နှစ်ပေါင်း1500ကနေပြောခဲ့တဲ့ဟောခဲ့တဲ့တရားဘုရားဘာသာဝင်နေဟာအယောင်းဝယ်မလောက်တဲ့မူမလောက်ရဘူးလို့မလောက်တဲ့မူလို့မြတ်စွာဘုရားဟောခဲ့တယ်ပါရီလဲလို့ဆိုလို့ရှိရင် တတ္ထဝနေစာလက်နဲ့အယောင်းဝယ်မလို့ရလက်နဲ့ဆိုတဲ့နေရာမှာလူတတ်တဲ့လက်နဲ့လူကိုသေစေတတ်တဲ့လူတတ်လက်နဲ့တည်းအယောင်းဝယ်မလို့ရဘူးတဲ့ဘုရားမသားဝင်ရသဗျာဥပဒကဆိုရင်နော်တတ္ထဝနေစာလက်နဲ့အယောင်းဝယ် trade on weapons trade on weapons အဲ့ဒီပုံမှာအယောင်းဝယ်မလို့ရနောက်တစ်ခုကတတ္တဝနေစာ လူတတဝါအယောင်းဝယ်မလုပ်ရဘူးလေအခုလူကုန်ကူးတယ်ဆိုတာနော်မြတ်စွာဘုရားဟိုရှေးတုန်းကနေက2500ရဲဟောခဲ့တာအခုလူကုန်ကူးနေတာတွေကြီးကျယ်ဖြစ်နေတယ်ကမ္ဘာမှာအဲ့ဒါလို့လူတွေကိုရောင်းစားတာမျိုးမလုပ်ရဘူးတဲ့ဂျွန်ဖြစ်ခိုင်းမှုရရောင်းစားတာတွေဒီကနေ့ခေတ်ဟာဒီနာမည်နဲ့လူကုန်ကူးတယ်ဆိုတဲ့နာမည်နဲ့ပြောနေကြတာတကယ်ကတော့ဂျွန်ဖြစ်ရောင်းစားတာပဲဘာမှမထူဘူးလူလူချင်းအဲ့တော့ တတဝနေဆာလူကိုအယောင်းဝယ်မလုပ်ရဘူးတဲ့နော်လူကိုမကူရဘူးစာထဲမှာတကယ်ပါတာနော်ဒါဘုရားဝါဒဝင်ဖြစ်လာလို့ရှင်တတဝနေဆာလူတရဝါတွေကိုကုံကူးတာမလုပ်ရဘူးတဲ့နောက်တစ်ခုကမန်တဝနေဆာအသာတတ်ပြီးတော့ရောင်းတဲ့ဟာမျိုးမလုပ်ရဘူးဆိုလိုတာကအသာတတ်လိုင်စင်မဆွဲနဲ့အဲ့ဒါနဲ့အယောင်းဝယ်မလုပ်နဲ့လို့ပြောတာနော် အဲ့ဒါမျိုးနဲ့အစည်းဝါမရှာသင့်ဘူးနောက်တစ်ခုကမှာတော့ဆိုမစ္ဆဝနိစ္စဒီမူရစေဝါအယောင်းဝယ်မလို့ဟာကေမြတ်စွာဘုရားပြညာခဲ့တာတွေလောကမှာတကယ်ဟုတ်တာနော်မူရစေဝါမောင်ကိုကူကူတာဆိုတချို့နိုင်ငံတွေကတေတံပေးတာလေ capital punishment တေတံပေးတာဒီနားနိုင်ငံတွေမှာဆိုမလေးရှားတို့စင်ကာပူတို့ဆိုရင်အဲမူရစေဝါမောင်ကိုကူတဲ့လူဟာတေတံပေးတာ သူတို့နိုင်ငံဗီဇာယူလို့ရှိရင်စာကြီးကိုရေးထည့်ထားတာငွေရေးစေဝါမလုံးနဲ့သေးတယ်ပေးလိုက်မယ်ဆိုတာဒါလည်းလှုပ်တာပဲလှုပ်တဲ့လူပါတော့အဲ့တော့မြတ်စွာဘုရားကဘုရားရဲ့ဥပဒကတွေဟာမစ္ဆဝန္ဒိစာတေရဲ့အကြောင်းဝင်မလုံးရဘူးတဲ့ငွေရေးစေဝါအကြောင်းဝင်မလုံးရဘူးတဲ့နောက်တစ်ခုကဘာလို့ဆိုတတ္တဝါတွေကိုသိစေတတ်တဲ့အစိတ် အယောင်းဝယ်မလို့ရဘူးဝိတ္တဝနေစာတဲ့အစိတ်အယောင်းဝယ်မလို့ရဘူးဟောအဲ့ဒါဘုရားဘာသာဝင်นี่မလုတ်တဲ့နဲ့မလုတ်ရမဲ့ကုံသွဲမှု၅မျိုးတဲ့နော်လက်နဲ့ကုံသွဲမှုလူတရဝါလူကုံကူးမှုလူကုံကူးမှုအသက်လိုင်းစင်နဲ့စီးပွားရှာမှုနော်မူရစေဝါကုံကူးမှု အစိတ်တတ္တဝါတွေကိုသိစေနိုင်တဲ့အစိတ်တွေဂုံကူးမှုအဲ့ဒါတွေဟာရှောင်ရမယ်လို့ဒီလိုမြတ်စွာဘုရားဟောထားတာတွေတုတ်တန်တွေထဲမှာရှိပါတယ်။ဒါကြောင့်မို့လို့ဒီကနေ့ဘာသာတရားနဲ့ကိုယ်ကွယ်မှုတရဏဂုံဆိုတာ အတော်လေးအထက်ကရာကျမ်းထဲကထုတ်နှုတ်ပြီးတော့ဘုန်းကြီးတို့အားလုံးသိရှိအောင်လို့ ဟောကြားထားခြင်းဟောကြားခြင်းဖြစ်ပါတယ်။ဒါကြောင့်မို့တရားချစ်ခင်သူတော်စင်ပြိတ္တပေါင်းတို့ဖရာတရားတန်ခါလို့ဆိုရဲယရဏသုံးပါလောကမှာပေါ်ပေါက်လိုက်တဲ့ဘာသာတရားကြီးတွေထဲမှာဖရာတရားတန်ခါလို့ဆိုရဲယရဏသုံးပါကိုကိုးကွယ်ရတဲ့ဆိုတာဘယ်လိုယုံကြည်ခြင်းနဲ့ကိုးကွယ်တယ်ဘယ်လိုအကျိုးကျေးဇူးတွေရှိတယ်နော်ဘယ်လိုပျက်စီးနိုင်တယ်ဆိုတာတွေဒါတွေကိုသိရှိနားလည် ပြီးတော့ဆောင်းနေတာဆောင်းရှောင်းနေတာရှောင်းပြီးတော့ မိမိတို့ရဲ့ဘဝဟာကောင်းအောင်တဘဝတဲ့တဘဝတာလွန်ကောင်းမွန်တဲ့ဘဝတစ်ခုကိုရပြီးနောက်ဆုံးမှာနိဗ္ဗာန်ချမ်းသာထိအောင်မျက်မှောက်ပြုနိုင်အောင်ကြိုးစားအထောက်ကြမှာဖြစ်တယ်လို့ကိုစီကိုစီသဘောကြပြီးကြင်ကြံကြိုးကုပ်အထောက်တော်မူနိုင်ကြပါစေကုန်သတည်းသာဓုသာဓုသာဓုပါဗျာကဲမေတ္တာပို့ရအောင်တတဝါများစွာတတဝါ ဘေးရန်ကွာချမ်းသာကြပါစေတတဝါများစွာဘေးရန်ကွာချမ်းသာကြပါစေမေတ္တာရေချမ်းသုံးကားဖြံငြိမ်းချမ်းကြပါစေ မေတ္တာရေချမ်းမေတ္တာရေချမ်းသုံးငါဖြံသုံးငါဖြံဉာဏ်ကြပါစေဉာဏ်ကြပါစေသစ္စေချမ်းမာသစ္စေချမ်းမာစိတ်ချမ်းသာစိတ်ချမ်းသာဒုယသန္တပြေပါစေဒုယသန္တပြေပါစေသစ္စေချမ်းမာသစ္စေချမ်းသာစိတ်ချမ်းသာ တို့ရာဆန္ဒပြေပါစေတို့ရာဆန္ဒပြေပါစေ